ဒီကောင်ကြီးတွေရဲ့အတန်ကဂွန်တင်တမောဒစင်အိုအိုဆွဲတန်တဲ့ကျဲတယ်တကောင်အောင်ရင်188တက်စီပဲဒီကျဲတော့လာပါတို့တန်ကကျေပေမဲ့တခါတလေမှအော်တာပါ ဒါပေမဲ့ခမားအင်းကမိမရဲ့68ဒစီဘယ်အတန်လို့တော့နေတိုင်းချိန်မှများစွာအမြဲကြားနေရမှာမဟုတ်တဲ့အတွက်ခမားရဲ့နားကျမ်းမာရေးနဲ့စိတ်ကျမ်းမာရေးအတွက်တော့ပြဿနာမဟုတ်ပါဘူး။ သူတို့ဟာအစားတစ်ခါစားရင်ဘွေရွက်စိတ်တန်တဲ့ခြေစားတော့တက်ပြီးတော့ကဘာပေါ်မှာရှိရဲ့တက်ရှိတဲ့တဘွားတွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ဘလောက်တောင်ကြီးလဲဆိုရင်သူတို့ရဲ့ရှာတစ်ခုနဲ့တင်ဆင်ကြီးတစ်ကောင်ရဲ့အလေးချိန်ကကိုရှိပါတယ်လို့ဆိုကြတယ်။သူတို့ရဲ့အလေးချိန်ကတော့ကီလိုတသိန်းခွဲဝန်းကျင်အထိရှိပါရင်150တန်းလောက်ရှိတာပေါ့။တချို့အကောင်ကြီးတွေဆိုရင်တန်100လောက်ထိကြီးထွားကြတယ်လို့ဆိုကြပါဗျာ။ သူတို့ရဲ့တနည်းအားအဟာရလိုအပ်ချက်ကလည်းကယ်လိုရီ30ကနေ50ကျားလောက်စားရတာပါဒီလောက်များတဲ့ကယ်လိုရီတွေရဖို့သူတို့ကပွဲစိတ်တန်တဲ့ချီကိုဖန်ယူစားတော့တကြပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့ပစွန်နဲ့ငါအသေးလေးတွေပါတနည်းကိုပစွန်စိတ်16တန်လောက်စားကြပါတယ်ဒီပမာဏဟာလူသားတွေအနေနဲ့ဆိုရင်အယောက်2000စားရဲ့တနည်းတန်လိုအပ်တဲ့ကယ်လိုရီနဲ့ညီမျှပါတယ်အတော်စားနိုင်တဲ့အကောင်ကြီးတွေပဲဗျဒီဘလူးဝေးခေါ်ဝေလံငါးပြတွေကအုပ်စုဖွဲ့ပြီး ်အမုတ်တရားတွင်လှည့်လည်ကြစားနေရှိကြပါတယ်။အများအားဖြင့်တော့ကယ်လီဖိုးနီးယားကန်ယူနယ်ဒေးဗီလင်ကအိုင်စလန်နဲ့အာတစ်သမုတ်တရားတကြောမှတွေ့ရတတ်ပါတယ်။ ဒီဝေဒါငါးပြတွေကနှစ်နှစ်နဲ့သုံးနှစ်မှာတစ်ကြိမ်သာတားပေါက်နိုင်တာပါစောင်းဝင်ပြီဆိုတာနဲ့သူတို့ကမေးလိုက်ဖို့ပြင်ဆင်ကြပါတယ်မိမလိုက်ခင်ဝေဒါငါးအပြံမဟာအထီးတွေအများကြီးနဲ့အဆန်းဆက်ဆန်းကြည့်ပါတယ်ဒီထဲကမှကန်တူးတဲ့အထီးတကောင်ကသာတားပေါက်ဖို့မိလိုက်ခွင့်ရတာပါ ဝေလာငါအမရေရာဆန္ဒလာတာကိုဝင်ဆောင်ပြီးမှသာ ဝေလာငါတားပေါက်လေးကိုမွေးဖားပါတယ်တချိန်မှာတကောင်ဝင်းပေါက်တာပါတကဘာလုံးအတိုင်းတာနဲ့ဒီဝီလာ၅ပြရိယာအကောင်ရင်တပေါင်းနဲ့နှစ်ပေါင်းခွဲဝန်းကျင်သာရှိတော်တယ်လို့စတန်ရန်သိရပါတယ်။ ရမတိုင်ခင်ကတော့အကောင်ကြီး၃သိန်းဝန်းကျင်လောက်ရှိပြီးအာတိတ်သမုတ်တရားတစ်ခုထဲမှာလည်းအကောင်ကြီး၅သိန်းလောက်ရှိခဲ့ရမှာအခုချိန်မှာတော့သူတို့ဟာတဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတရားမဝင်စီးလို့ဝါလို့ဖမ်းဆီးနေတဲ့၅ဖမ်းသမားတွေကြောင့်မျိုးတုံရတော့မယ်အန်ဒီရဲ့ရင်ဆိုင်နေရတဲ့တရားဝါစီးရင်ထဲမှာထုတ်ပြန်ထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာလက်ရှိရှင်သန်နေထိုင်နေတဲ့ တက်ရှိရတဲ့အကြီးဆုံးဖြစ်တဲ့ဝေဒါ၅ပြကြီးတွေဟာလူသားတွေရဲ့ပယောဂကြောင့်ရှင်တန်ရဲ့ရုံးကန်နေကြရာကြောင့်တဆက်ရင်းလက်ရှိသမုဒ္ဒရာရဲ့ရှင်ဘီရင်တွေဖြစ်မင်းမှုနေစေဝေဒါ၅ပြတွေအကြောင်းကိုတဆက်ပေးလိုက်ရပါရခင်ဗျာ